British အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လဲကြိုဆိုလိုက်ပါရှင်ထိုင်းနိုင်ငံတွင် လူပေါင်း2000ခန့်ဟာရေပေးသိမ့်နေပြီးပြီးသူအများပြားသေဆုံးမှုရှိခဲ့ကြောင်းသိရပါတယ်ထိုင်းနိုင်ငံတောင်ပိုင်းဒေသကပြည်နယ်10ခုထက်မနည်းတွင်ရေကြီးရေရှမ်းဖြစ်ပွားနေပြီးလူပေါင်း1.9တမ9တန်းခန့်မှာရေပေးအန္တရာယ်ကြုံတွေ့နေရတယ်လို့သဘောဘေးအန္တရာယ်ကာကွယ်ရေးနဲ့ရှော့ပါရေးဌာန DDPN ကယနေ့တွင်ပြောကြားထားဖြစ်ပါတယ် ိုင်းတောင်ပိုင်းကဟပ်ပြိုင်းစူရတ်ချာနီဂရာဘီနခွန်းစီတမရက် ထရန်ဖက်တနောစာတွန်ဆောင်ကရာပတ္တနီနဲ့နရာတီဝစတဲ့ဒေတာတွေမှာရေကြီးရေရှမ်းဆက်လက်ဖြစ်ပေါ်နေပြီးခရိုင်92ခုကကြေးရွာပေါင်း4100ကျော်မှာရေနစ်မြုပ်နေကြောင်းသိရပါဗျ။အဆိုပါကြေးရွာများမှာအင်ထောက်စု9300ခန့်ကလူပေါင်း1.6တန်းမှာရေဘေးထန်ခန်းစားနေရပြီးတချို့ဒေတာများတွင်ရေမျက်နှာပြင်ဆက်လက်မြင့်တက်နေဆက်ဖြစ်တယ်လို့ဆိုထားပါဗျ။နိုဝင်ဘာလ19ရက်နေ့မှာယနေ့အထိတောင်ပိုင်းနဲ့တောင်ပိုင်းအောက်ပိုင်းတွင်မုတ် ုံးလေးဖြစ်အားနဲ့ရဝံကြောင့်မိုးတဲထန်စွာရွာသွန်းကရေလွန်မှုခံရချက်ဖြစ်ကြောင်းတော်ဝင်ဆင်းမြောင်းဦးစီးဌာနကဖော်ပြထားပါတယ် ရေလွန်မှုမှုကြောင့်ထိုင်းပြည်သူအများအပြားမှာအိုးမဲ့အိမ်မဲ့ဖြစ်ကာအကျက်အသက်အဆင့်သို့ရောက်ရှိနေပြီးတချို့ဒေသများတွင်ရေကြဆိုင်နေတော့လည်းပဲလူပေါင်း4,800ကျော်မှအရေးပေါ်ရှစ်ပြောင်းထားရကြောင်းသိရပါတယ်။တောင်ပိုင်းရေကြီးရေရှမ်းမှုဒဏ်ခံရသူများအတွေ့ထိုင်းပြည်ရင်မင်းမြက်ကစိုးရိမ်ပူပန်ကြောင်းပြောကြားပြီးကယ်ဆယ်ရေးလုပ်ငန်းများအားအပြည့်အဝလှုပ်ဆောင်ပေးရန်အစိုးရအခွင့်နဲ့ဌာနဆိုင်ရာတာဝန်ရှိသူများအားအမိန့်ပေးထားကြောင်းသိရပါတယ်။အန်ဒီရရှိတဲ့ဇုံများမှာလူများကိုကယ်တင်နိုင်ရန်နဲ့ဘေးကင်းတဲ့နေရာများသို့အမြဲ န်ဆုံးပြောင်းရွှေ့ရန်အပြင်အစားစားနဲ့တောက်ရအပါဝင်မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းများပန့်ပိုးပင်းအတွေ့လေအများလိုအပ်ကြောင်းဘရင်မြတ်ကအထူးအလေးပေးပြောကြားခဲ့တာဖြစ်ပါရယ်။လက်ရှိထိုင်းဝမ်ကြီးချုပ်အနုတင်ကလည်းရေဘေးတင်ပြည်သူများအားအချိန်နဲ့အမျှကူညီကယ်ဆယ်ရေးများပြုလုပ်နေပြီးနောက်နေ့ကြံ့ကြံ့မှုမရှိစေရကိုဦးစားပေးဆောင်ရွက်နေတယ်ဟုသတင်းမီဒီယာများအားပြောကြားထားခဲ့တာပဲဖြစ်ပါရယ်။